ီနေ့မီလာ9ရက်ဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့၄နှစ်ပြည့်မွေးနေ့ဖြစ်တယ်။ရဲဘော်တို့အားလုံးလည်းဒီနေ့ဒီရက်ကိုသတိတရားနဲ့အလေးအမြတ်ရှိကြလိမ့်မယ်လို့ယုံကြည်တယ်။ဒေါ်လာရေးဆိုတာ တိုင်းစားမရှိတဲ့အခက်ခဲတွေကိုကြော်ဖြတ်ရင်းငါတို့မျော်မှန်းတဲ့နိုင်ငံကြီးပန်းနိုင်ကို ရောက်သွားဖို့ငါတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်။ငါတို့မှာစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာတဲ့တမတော်တရားအဆင့်ဆင့်သောအမိန်ပေးအမိန်နာခံမှုကောင်းတဲ့တမတော်တရားဉာဏ်ပညာနဲ့သူရတ္တိပြည့်ဝတဲ့တမတော်တရားရှိထားပြီဆိုရင်ဒီတော်လိုင်းမအောင်မှာစိတ်ပူစရာအကြောင်းမရှိဘူးလို့ပြောလိုတယ်အခုလို PDF တမတော်ထူထောင်နိုင်အောင်ရက်တည်နိုင်အောင်တိုက်ပွဲဝင်နိုင်အောင်ပူညီဆောက်ရှောက်ပေးခဲ့တဲ့တော်လံပြည်သူများ မဟာမိတ်ဒေါ်လန်ရေးဖွဲ့အစည်းများအားလုံးကိုအထူးကျေးဇူးတင်ရှိကြောင်းဖော်ပြလိုတယ်။ပြည်သူဒေါ်လန်စစ်အတွင်းအသက်ဆုံးလူခဲ့တဲ့အာဇာနီတွေကိုလက်အင်ကပေးဆက်ခဲ့တဲ့သူရဲကောင်းတွေအားလုံးကိုလည်းဒီရက်မြတ်မှာဥညွတ်ဂုဏ်ပြုလိုက်ပါတယ်။ PDF လေးနှစ်ပြည့်အကျိုးဝင်းနေလက်ဆောင်အဖြစ်အညာကရဲဘော်တွေကအင်းတော်မျိုးကိုရယူပေးခဲ့တယ် ဒီမွေးနေ့လက်ဆောင်အတွက်အညာ PDF တွေနဲ့မဟာမိတ်အဖွဲ့တွေအားလုံးကိုအထူးကျေးဇူးတင်ရတယ်။ဟင်းတော်အောင်ပွဲဟာ PDF တက်မတော်အတွက်သမိုင်းဝင်အောင်ပွဲလည်းဖြစ်တယ်။ဒီအောင်ပွဲကတော်လိုင်းရှိခကြီးအတွက်နမူနာယူစရာ၊သင်ခန်းစာယူစရာအတွေ့အကြုံကောင်းတွေပြီးခဲ့တယ်။အခုလို PDF တက်မတော်အောင်ပွဲဆင်နိုင်ရင်းမှာ အရေးကြီးတဲ့အခြေခံအကြောင်းတနည်းအားဖြင့်အားသာချက် အ ਨੇ ဆုံး၃ခုရှိမယ်လို့ပြင်တယ်။တရေပြင်ပိုင်ဆွမှု PDF ရဲဘော်တွေရဲ့ရေးကြီးတဲ့အာသာချက်ကရေပြင်ပိုင်ဆွမှု ဖြစ်တယ်။ဒီအာသာချက်ကလည်းနေချင်းညာချင်းပေါ်ပေါက်လာခဲ့တာတော့မဟုတ်ဘူး။တို့ရဲဘော်တွေအနေနဲ့ကွက်ပြေမဟာပြူအောက်မှာပြည်သူခုခံတော်လှန်စစ်ကို၃နှစ်ကျော်မဆုံးမနဲ့ဆင်လွှဲခဲ့တဲ့ရလဖြစ်တယ်။နေရာအတိုင်းမှာရန်သူမလုံနိုင်အောင် ထိချုပ်တုံ့နှောင်ထားနိုင်ခဲ့ကြတယ်။ဒီသုံးနှစ်ကျော်အတွင်းရေပြင်ထောက်ဖို့လမ်းကြောင်းအားလုံးကိုစူးမှုထိချုပ်ထားပြီးဖြစ်တဲ့အတွက်ယူသိမ်းတိုက်ပွဲကိုစိတ်တိုင်းကျဆင်နွှဲနိုင်ခဲ့တယ်။ရန်သူဖို့လူလက်နဲ့ရိတ်ခါရေပြင်ကနေထောက်ဖို့လှုပ်ဆောင်နိုင်စွာလုံးဝကင်းမဲ့သွားခြင်းဟာသူ့အနေနဲ့ရေရှည်တောက်ခံဖို့ဖြစ်နိုင်တော့ပဲနောက်ဆုံးလက်နဲ့ချ အငြင်းခံရတာဖြစ်တယ်နေ့ပြည်သူလူထုထောက်ခံပါဝင်မှုစစ်ကောင်စီတပ်သားတွေခမင်းတလို့အတွက်ကြောင်းကြနေရချိန်မှာ PDF ရဲဘော်တွေစိတ်ဖြောင့်ပြောက်မပူမပင်တိုက်ပွဲဝင်နိုင်မှုချက်ပြုတ်ကျွေးမွေးရတာဝင်ပြည်သူတွေကခံခဲ့ရတာဖြစ်တယ်ပြည်သူထောက်ခံပါဝင်မှုနဲ့အတူ PDF ပကဖပအဖပလဖနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာစစ်စင်ရေးတာဝန်ကို လက်တွဲညီညီထမ်းခဲ့ကြတာလေဒီအောင်ပွဲကပေးတဲ့စံနမူနာကောင်းဖြစ်တယ်၃ရေရှည်တောက်ခံနိုင်စွာအင်းတော်မျိုးသိန်းတိုက်ပွဲကို ရှစ်လကြာဆင်နွှဲခဲ့ရတယ်ဆိုတာတော့ရဲဘော်တို့သိပြီးဖြစ်လိမ့်မယ်ဒီစစ်စင်ရေးအတွက်ဆုံးဖြတ်ပြင်ဆင်ရတဲ့ကာလပါထက်တော့ရင် အနှစ်တင်းတင်းကြာခဲ့တယ် နောက်ဆုံးဒီတိုက်ပွဲကိုဆုံးဖြတ်ပေးတာကတော့ဘယ်ဘက်ကပူတောက်ခံနိုင်စွမ်းရှိတယ်လဲဆိုတဲ့အချက်ဖြစ်လိမ့်မယ်။ရေရှည်တိုက်ပွဲဖြစ်တဲ့အတွက်နှစ်ဖက်လုံးမှာအခက်အခဲတွေရှိကြတယ်။အထူးသဖြင့်ရုပ်ပိုင်းစိတ်ပိုင်းပင်မဆင်းရဲမှုတာကိုရင်ဆိုင်ခဲ့ကြရတယ်။သို့တော့ PDF ရဲဘော်တွေဖို့တော့ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုကို ရရှိထားရုံမကငါတို့ဟာ မတရားမှုကိုတွန်းလှန်ရင် တရားသောစစ်ကိုရှင်နွှဲနေကြတာဆိုတဲ့အသည့်ကအောင်ပွဲရသည့်အထိတောက်ခံမှုခွန်အားကိုပေးခဲ့တယ်။အခုငါတို့လက်ထဲရောက်နေတဲ့တတ်မခွန်ခွန်တတ်မမှုအပါဝင်ပုံမှန်တွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ဟာဝေခံကြတယ်။စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့သိတယ်။ပြည်သူတော်လှန်ရေးမှာသူတို့တတ်နိုင်တာထက်ဝင်ဖို့ကတိပြုကြတယ်။ စစ်ကောင်စီတပ်ထဲမှာကြံရှိနေတဲ့တပ်မှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကို အမြန်ဆုံးစွန့်လွတ်ကြဖို့တိုက်တွန်းလိုတယ်ဒီလိုသာစွန့်လွတ်နိုင်ပဲဆိုရင်နိုင်ငံနဲ့ပြည်သူလည်းမြန်မြန်ချမ်းသာရမယ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့တတိပေးလိုတယ်အကြမ်းဖက်စစ်ကောင်စီဖို့ နေမြင့်လေယူရင်လေ ဆိုသလိုပဲအခုဆိုရင် အရက်သားတွေကိုပြစ်မှတ်ထားတဲ့လေရောင်းတိုက်ခိုက်မှုတွေကိုစိုးစိုးဝါဝါကျူးလွန်လာတာတွေ့ရတယ်။ပြည်သူ့ကော်ဝေးဆောင်ရှုပ်ဖို့တာဝန်ယူထားတဲ့တပ်မတော်ဖြစ်တဲ့အားလျော်စွာ PDF ရဲဘော်တွေအနေနဲ့ပြည်သူတွေလေကြောင်းအန္တရာယ်ကင်းဝေးဖို့လိုအပ်တဲ့ကြိုးရင်ပြင်ဆင်မှုတွေအဆက်မပြတ်တတိပင်းနှိုးဆော်မှုတွေပိုပြီးအားဆိုင်ဆောင်ရွက်ကြဖို့တိုက်တွန်းတယ်။ တလောကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်စစ်ကောင်စီရဲ့ပြည်သူအပေါ်စေတနာမဲ့မှုစွမ်းဆောင်ရည်မဲ့မှုအင်အားချိနေမှုဟာမဖုံးနိုင်မဖိနိုင်ပေါ်လာတယ်။သူ့ရဲ့ဒီအားနည်းချက်တွေကိုဖုံးကွယ်ဖို့ငလင်ဒဏ်သင့်ပြည်သူတွေအပေါ်မျက်ကွယ်ပြုပြီးလေကြောင်းကြမ်းဖက်မှုကိုတိုးပြီးကျူးလွန်လာတာလည်းဖြစ်တယ်။ဒီချိန်ဟာအကြမ်းဖက်စစ်ကောင်းဆောင်ရဲ့ပြပခီးစင်များပြီးနဲ့လဲတိုက်ဆိုင်နေတယ် အခုဆိုရင်ယမရေးဟာကမ္ဘာခင်းကျင်းတဲ့လေဆက်ဆက်လာလေပြည်သူတွေရဲ့စန္ဒသဘောထားကိုလစ်လျူရှုပြီးယမပြည်ပေါ်ဩဇာလွှမ်းဖို့ကိုရိုးစီဝါအမျက်ထုတ်ဖို့ကြံရွယ်ခြင်းနဲ့စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပေးလုပ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာတယ်ဆိုတာကိုလည်းဂတိကြီးထားရမယ် PDF တက်မတော်ဖို့တော့မယွတ်မဆောင်ကိုလမ်းကြောင်းကို အားကောင်းမောင်းသာဆက်လက်ခြိတက်ကြဖို့ပဲဖြစ်နေမယ်။အင်းတော်အောင်ပွဲကိုပြန်ကြည့်ရင်တောက်ခံနိုင်စွာကအဆုံးဖြတ်ဖြစ်ခဲ့တယ်။ပြည်ရဲ့ရဲဘော်တူးချင်းအနေနဲ့လည်းစိတ်ရှည်ဖို့ဇွဲကောင်းဖို့ဘလို့ခက်ခဲမျိုးကြုံမစေကြံ့ကြံ့ခံဖြတ်တန်းဖို့လိုအပ်တယ်။အင်းတော်အောင်ပွဲဤသူတော်လိုင်းရဲ့တစ်ခုလုံးရဲ့အောင်ပွဲကိုလည်းငါတို့ရဲ့တောက်ခံနိုင်စွာကပဲအဆုံးဖြတ်ပေးလိုက်မယ်။ ငါတို့မှာမုံမြတ်တဲ့ဒီမှန်းချက်ရှိတယ်။ငါတို့မှာကိုယ်နှုတ်နှလုံးနဲ့ထောက်ခံပါဝင်နေတဲ့တော်လံပြည်သူတွေရှိတယ်။ငါတို့မှာနိုင်ငံနဲ့တပ်ဖြတ်နေရာယူထားတဲ့တော်လံရေးရဲဘော်တွေရှိတယ်။ငါတို့ရဲ့စစ်ပညာနဲ့တိုက်စွမ်းရည်ကိုဆက်လက်မြင့်တင်ကြရမယ်။ငါတို့ရဲ့ရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်တွေကိုဤမျိုးစုံနဲ့ဆက်လက်ဖြည့်ဆည်းကြမယ်။ PDF တက်မတော်နဲ့မဟာမိတ်တွေဟိုချစ်ကြည်ဟိုစီလုံးဟိုဟန်ချက်ညီပြီးတနိုင်ငံလုံးတိုင်းတာနဲ့မဟာပြူဝမြောက်တိုက်ပွဲဝင်ရရင်အဆုံးသတ်အောင်ပွဲဟာတိုင်းရင်းသားပြည်သူတရားလုံးအတွက်ဖြစ်လိမ့်မယ်လို့ယုံကြည်တယ်။ PDF တက်မတော်အတော့ရှိပါသေးပြည်သူတော်လှန်ရေးမုတ်ချအောင်ရမည်